ကျွန်တော်ကျွန်တော် remedy ပြလို့မဟုတ်ကျွန်တော် arsenal ပြတဲ့အဲ့ arsenal remedy ကိုသိနေတာအများကြီး remedy ကိုကျွန်တော်တို့ငဲနိုင် champion league remedy မှာ15လုံးမို့အကျဉ်းအလုံး30ရှိလဲ arsenal remedy ကိုငဲနိုင်ကျွန်တော်ကျွန်တော် remedy ပြလို့မဟုတ်ကျွန်တော် arsenal ပြတဲ့အဲ့ arsenal remedy ကိုသိနေတာအများကြီး remedy ကိုကျွန်တော်တို့ငဲနိုင် champion league remedy မှာ15လုံးမို့အကျဉ်းအလုံး30ရှိလဲ arsenal remedy ကိုငဲနိုင် အိမ်ခေါ်ခေါ်ပြီးတီးလိုက်အိမ်ခေါ်တီးလိုက်အဝေးခွင်းအဝေးခွင်းတီးလိုက်အိမ်ခေါ်တီးလိုက်အဝေးခွင်းတီးလိုက်ကျွန်တော်တို့ကမတွေ့ကုန်ငယ်နိုင်ကျွန်တော်ကျွန်တော်ငိုကြချောင်းကျွန်တော်အာဆနယ်ပိသက်အာဆနယ်ပိသက်ရီမတွေ့ကိုကျွန်တော်အိမ်ခေါ်တီးလိုက်အဝေးခွင်းတီးလိုက်အိမ်ခေါ်တီးလိုက်အဝေးခွင်းတီးလိုက်အဲ့ဒါကျွန်တော်တို့ပုံမှန်တီးနေတာမျက်စိမေးပြီးကံရီမတွေ့ကိုကျွန်တော်နိုင်တယ်သူတို့မှာချန်ပီယံလိ15လုံးရှိတယ်အလုံး20ရှိတယ်38ရပြတ်တာရှိတယ်ဒါပေမဲ့ကျွန်တော်တို့အချိန်တိုင်းတော့အင်ကော်တီးတယ်ဗျာရီယယ်မက်ဒရစ်ဆိုရင်အနိုင်ပဲ ချန်ပီယံလိကြိုက်တာပြောလို့ရတယ်ချန်ပီယံလိရဘူးလားမရဘူးလား15လုံးနဲ့ချွေးတုပ်လိုက်မယ်ကြိုက်တာပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ရယ်မက်ဒရစ်ကိုအိမ်ခွင်းလည်းနိုင်တယ်အဝေးခွင်းလည်းနိုင်တယ်နောက်လို့ဂျာခွင်းသွားကန်လည်းနိုင်နိုင်မှာပြောလို့မရအောင်ဆော်ဒီမှာသွားကန်လည်းနိုင်တယ်ဘာလို့ဆိုကျွန်တော်တို့မက်ဒရစ်ကိုကြောက်ကျွန်တော်အိမ်ခေါ်တီးလည်းနိုင်ဘယ်လိုတီးတီးနိုင်မိုးတော့ရှိရှိလေးကိုတည်းရချန်ပီယံလိအခုလောလောဆယ်မှာ အခုလောလောဆယ်မှာပရီးမီးယားလိဂ်ပါနေနံပါတ်1ပြကျွန်တော်တို့ပရီးမီးယားလိဂ်ပါနေနံပါတ်1ဆို AC ပဲဒါပေမဲ့ပြောချင်တာက Real Madrid ကကျွန်တော် Real Madrid နဲ့ပတ်သက်လို့ကျွန်တော်ကြည့်နေကြားတယ်သူတို့တခုခုဖြစ်ရင်လူများထက်နှဆပူပြီးတော့ဝေးပါအော်ဒန်လူကြီးတွေဘာဖြစ်တယ်ခမရရှင်းရှင်းလေးအသင်းတိုင်းရခန်းလာပဲဘယ်ပွဲမဆိုအသင်းတိုင်းအသင်းတိုင်းအသင်းတိုင်းမှာကျွန်တော်ပြောပြမယ်အသင်းတိုင်းအသင်းတိုင်းခန်းလာကြီးပဲ United လည်းခန်းလာပဲ Chelsea လည်းခန်းလာပဲ Liverpool လည်းခန်းလာပဲ Spurs လည်းခန်းလာပဲ Arsenal လည်းခန်းလာပဲအသင်းတိုင်းခန်းလာပဲဒါပေမဲ့ Real Madrid ခံရရင်လူများထက်သူနှဆပူကြည့် အမြဲတမ်း Real Madrid ခံရရင်တို့က Real Madrid TV က official TV ဖြစ်ပြီးတော့တို့ကမင်းမလို့မင်းမရကြီးတွေရှောက်ပြီး blame နေတာဟိုလူကို blame ဒီလူကို blame ဒိုင်ယူကြီးကို blame လာလီကာဘောလုံးဖွဲ့ချုပ်ကို blame အသင်းတိုင်းကို blame အဲ့ကောင်တွေကိုကျွန်တော်မကြိုက်တဲ့ချက်အဲ့ဒီချက်အရန်ငိုလုံးနေတို့ကနိုင်လဲငိုတယ်ရှုံးလဲငိုတယ်တီးကြလဲငိုတယ်အဲ့လိုမျိုးနိုင်ငိုရှုံးငိုတီးကြငိုဒါပေမဲ့ကံကောင်းကျင်တာကအာဆင်နယ်အဲ့ကောင်တွေကို ဘယ်ချိန်ချတီးတီးနိုင်လဲအိမ်ခွေးမှာခေါ်တီးလိုက်အဝေးခွေးမှာခေါ်တီးလိုက်ဂျာခွေးမှာခေါ်တီးလိုက်ကြိုက်ဒီနေရာတိုင်းမှာနိုင်တယ်တလုံးမမရတဲ့အတင်းကဘာပဲဖြစ်ဖြစ်စကားအတင်းစကားလို့ရတဲ့အတင်းကိုတိတ်နေရတာအဲ့ဒါလည်းရတာရှိတာပဲမဟုတ်လား တကယ်တကယ်တကယ်ပြောတာဘောဘောလုံးဝကြည့်ရင်သိတယ်ညာဘောလုံးပိသက်တယ်မှာအငိုဆုံးတင်ရအကောင်လေးအသင်းရမတွေ့အသင်းကျွန်တော်တောင်းတောင်းတခြားအသင်းတွေသိမပြောဒါပေမဲ့ရမတွေ့ကအရင်ငိုလုံးတယ်ညာငိုလုံးတော့မကြိုက်တာညာရှုံးတာပဲတခါလေးရှုံးမို့အင်းတိုင်းရှုံးတာပဲဘူးမတော့လေအနိုင်ရောမင်းကျွန်တော်တို့မိုင်းလိုက်တဲ့ကဂိုးပြက်သိတယ်ကျွန်တော်တို့ပြီးတာအရှုံးအရှုံးမပြီးသွားပြီချယ်ဆီကျွန်တော်တို့ဂိုးပြက်သိတဲ့ကာလရရှိ6ဂိုးပြက်သိတယ်ရှုံးသွားရှုံးသွားကိုနေလို့ကိုကြလို့ရှုံးတာပဲဒီလိုမျိုးပဲ သဘောတရားသဘောတရားရှင်းရှင်းလေးဒါပေမဲ့ပြဿနာအဲ့အဲ့ကောင်ကြီးအတင်အဆိုးဆုံးအမြဲတမ်းငိုနေတာတေးကြလဲငိုတယ်ရှုံးလဲငိုတယ်နိုင်လဲငိုတယ် decision သူတို့ဘက်မှာမပါတော့ပြောချင်တာဗျာ every single decision သူတို့ဘက်မှာမပါတိုင်းငိုတယ်အဲ့ဒါကိုကျွန်တော်မကြိုက်ဘူးအဲ့ real battle ကိုကျွန်တော်မကြိုက်တဲ့အချက်အားလားသူတို့ကိုကျွန်တော်ဇီဒန်လိုလက်ထက်ကအရန်ကြိုက်တယ်ဗျာကျွန်တော်ဇီဒန်တော်တော်သဘောကျတယ်သူဇီဒန်လိုပါတော်တော်သဘောကျတယ်ဗကန်းလိုပါအောင်ကျအရန်ကောင်းတယ်အခုနောက်ပိုင်းအရန်ငိုလုံးနေအဲ့ကောင်းတယ်အဲ့ကြောင့်ကျွန်တော်မကြိုက်တာ real battle UEFA Champions League ရမှာစကားပြောကြလဲမလို့ကျွန်တော်ပြောချင်တာ UEFA Champions League 15လုံးရရအလုံး20ရရကျွန်တော်တို့ကအင်ကွင်းလဲခေါ်တီးတယ်အဝေးကွင်းလဲခေါ်တီးတယ်ဂျာကွင်းလဲခေါ်တီးတယ်